UGF ရဲ့ဒီရုပ်တရက်အပြောင်းလဲနောက်ကွယ်မှာတော့ကြီးမားတဲ့နိုင်ငံတကာဖိအားတစ်ခု ရှိနေပါတယ်။အမေရိကန်ဟာရှေ့တောင်အာရှကကြားဖြတ်လုပ်ငန်းတွေကိုဖြိုခွင်းဖို့ထူးတက်ဖွဲ့ Strike Force ဖွဲ့စည်းခဲ့ပြီး BGF ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့ကုမ္ပဏီတွေကိုတန်းခတ်အေးအေးမှုတွေလည်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့တရုတ်နိုင်ငံဖိအားပါပဲ။ အကြာသေးခင်ကမှတရုတ်နိုင်ငံမှာ6နိုင်ငံအွန်လိုင်းနေလည်းမူတိုက်ဖြက်ရေးအစည်းအဝေးပြုလုပ်ခဲ့ပြီးနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုအပြင်းထန်နှိမ်နှင်းဖို့တဘောတူညီခဲ့ကြပါတယ်။ PGA ရဲ့ကြီးညာချက်နဲ့တူရွှေကုတ်ကုံမြို့တွေကတရုတ်နိုင်ငံသားထောင်ပေါင်းများစွာဟာလည်းနေရာရွှေပြောင်းမှုတွေစတင်နေပါပြီ။ဒါပေမဲ့မေကွန်းကတော့ဒါဟာနှိမ်နှင်းခံရလို့ထွက်ပြေးတာလားဒါမှမဟုတ် BGF ကိုယ်တိုင်က ကြိုတင်အကာအကွယ်ပေးပြီးနေရာရွှေ့ပေးနေတာလားဆိုတာပါပဲ။ ပြီးခဲ့တဲ့ကီဂီပတ်ဖြစ်စဉ်မှာ AFP ရဲ့ဂျူလူတပ်ပုံတွေကဟန်ဖြပြုခွင့်မှုဖြစ်ကြောင်းဖွင့်ချခဲ့တယ်လို့မျိုးအခုလဲဒီလူအုပ်ကြီးဟာအနီးနားကတခြားမျိုးတွေစီပြောင်းရွှေ့ပြီးလုပ်ငန်းအသစ်တွေပြန်စတင်ဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့စောင့်ကြည့်သူတွေကဆိုရင်းနေပါတယ်။ VG ရဲ့ပြောခွင့်ရကတော့သူတို့မှာဒူစီရင်2000ဝန်းကျင်ရရှိထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေဟာအောက်ခြေဝန်ထမ်းတွေလားဒါမှမဟုတ်တကယ်ကျိုးကင်သူခေါင်းဆောင်ကြီးတွေပါဝင်လားဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြတာမျိုးမရှိပါဘူးဒီနေ့နိုဝင်ဘာ16ရက်ဝင်ရောက်စီးနှင်းချိန်မှာတော့ကြားဖြန့်လောက်ကိုင်းတဲ့နိုင်ငံသားသားတရားကျော်ဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာနထိုင်း PBS ကဖော်ပြထားပါတယ် BGI ရဲ့ Plan C ဇက်သိန်းဆိုတဲ့ကျူးကျော်တာဟာကမ္ဘာ့စပုံခေါ်ကကြီးမားတဲ့နိုင်ငံပြဆက်တဲ့ပုတ်ရဲ့အခန်းဆက်တစ်ခုတာဖြစ်နိုင်ပါသေးတယ် ဒါဟာအရင်ကလိုပဲအောက်ခြေအဆင်းတွေကိုပဲဖမ်းဆီးပြီးခေါင်းဆောင်ကြီးတွေကိုလွမြောက်ခွင့်ပေးမယ်ဟန်ပြပွဲတစ်ခုဖြစ်လာအောင်မလားဆိုတာကိုတော့ဒေသခံတွေတမကနိုင်ငံတကာအတိုင်းဝိုင်းကပါတန်တရားမျက်လုံးနေနဲ့စောင့်ကြည့်နေရမှာဖြစ်ပါတယ်